တွေးတထင်ရောက်တယ်ဆိုတော့ဟုတ်တယ်တချွတ်တလေအဖွဲစည်းတွေအထူးသဖြင့်အညာဘက်မှာတယောတဖွဲ့ဖွဲ့ထားတယ် AUG အောက်ထက်မဝင်ဘူးတိုင်းသားအိယာကိုအောက်ထက်လည်းမဝင်ဘူးเนาะတယောကို10ယောက်15ယောက်နဲ့တဖွဲ့ဟိုဘက်ဖွဲ့နဲ့ဒီဘက်ဖွဲ့နဲ့မတည့်လည်းမတည့်ဘူးပေါင်းလည်းမပေါင်းဘူးเนาะအဲ့လိုနေတယ်တကယ်ကစစ်ကြောင်းကထိုးတဲ့ချိန်မှာရွာကိုထားပြီးထွက်ပြေးတယ်စစ်တပ်မရှိတဲ့ချိန်မှာရွာထဲကိုလာပြီးတော့တတ်ဆွဲတယ် ရွာတဲကပြည်သူတွေကကျွေးရမွေးရတယ်စစ်တပ်မရှိတဲ့အချိန်ကျရင်ဖတ်ပြေးတယ်အဲ့ဒါဘာလို့လဲဟမ် PDA ဆိုရင်ပြောကြသည်ပြောအခြားတကယ်လုံနေတဲ့အဖွဲ့တွေမှာနစ်နာတယ်ဆိုတော့အဲ့ဒီအဖွဲ့တွေမှာမင်းအောင်နိုင်ကဖွဲ့ပေးထားတဲ့ PDA မပါဘူးလို့ပြုပါမှခံတယ်ဟမ်အဲ့ဒါဘာလို့လဲအဲ့လိုအဖွဲ့မျိုးတွေဟာလုံးဝကိုလက်မခံတဲ့အရာ LD အောင်ထဝင်ရမယ်လို့မပြောဘူးတိုင်းသားအရာကိုအောင်ထဝင်ရမယ်လို့မပြောဘူးဒါပေမဲ့မင်းတို့ locket ဖြစ်ရက်တည်မယ်ဆိုလဲ တမျိုးနယ်ကို COC တခုတော့တိဆောက်ပေးလေကွာဟမ်တယောက်ကိုဟိုလူလေးလင်းငန်းဆယ်ယောက်တဲ့တယောက်တစ်ခွက်လျှောက်ခွက်လေအဲ့ဒါဘာလဲအတော်လိုင်းမဟုတ်ဘူးအဲ့ဒါလက်နက်ကင်တောင်းချမ်းတဲ့အဆင့်မရှိတယ်အဲ့ဒါတော်လိုင်းလောက်တာမဟုတ်ဘူးကျွန်တော်ပြောချင်နေတာကြာပြီအဲ့ဒီကိစ္စတွေကိုလာပြောပေါင်းများပြီအကုန်သိတယ်နော်တနေ့အဖွဲ့နာမည်တွေပါတတ်ပြီးစော်ပါနော်အဲ့အညာဘက်ကအဖွဲ့တွေကောင်းကောင်းတည်တည်ထားအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တွေးနှက်ထင်ရောက်နေတဲ့အညာက PDF တွေကိုကိုစီမအထူးတတိပေးလိုက်ပြီးမှ အဆုံးထိနားဆင်ဝေဖန်တုံးတက်ပြီးသွားကြပါအောင်ခင်ဗျာပြည်သူဘက်ကလုံးလုံးပေါ်လုံးလုံးဒီလုံးလုံးမတိပြည်သူဘက်ကပဲနားနားတဲ့ပုံစံမျိုးလိုလှုပ်ပြီးတော့တော်လန်ရေးကိုဖျက်လို့ဖြစ်စီနော်တော်လန်ရေးကိုပြည်သူတွေဝေဝါအောင်စကလုံးနေတဲ့တော်လကောင်လုံရက်တင်တဲ့တော်လကောင်တိုက်ခိုက်တဲ့လူတန်းသားတွေအထူးသဖြင့်တပ်ပါတီလို့ပြောကြတာပေါ့နော်အဲ့လိုအောက်စုပါအင်မတန်ယုံမကောင်းလို့အင်မတန်ကြောက်ကောင်းတဲ့တော်လန်ရေးအတွက်တားအန်အန်ရဲ့ကြီးတယ်နော်အဲ့လိုဟာမျိုးလိုဘယ်တော့မှဖွင့်မလို့ပါနဲ့ကျွန်တော်လောက်နဲ့ကျွန်တော်ကိုဖွင့်မလို့တယ်အခုတော့မကြည့်ပါ ဒီဘိုးကြီးကဘာကောင်လဲတော့ကျွန်တော်မသိဘူး။ဘယ်ကဘိုးကြီးလဲကျွန်တော်မသိဘူး။ဗီဒီယိုဖိုင်တစ်ခုတွေ့တယ်။သူပြောတဲ့စကားတစ်လုံးတစ်လုံးနားထောင်ကြည့်ရတယ်ကျွန်တော်ရေချင်လောက်ဖို့ဆိုဒီဗီဒီယိုဖိုင်ကြည့်တာ။ဒါမှဒီဒါကသူတင်ထားတာမဟုတ် TikTok မှာတင်ထားတာ LUG MOD PDF များနေစစ်ရာဇဝင်မှုများကျူးလွန်ခဲ့ကြောင်းနဲ့ထပ်မံကျူးလွန်ဆဲဖြစ်ကြောင်း LUG ထောက်ခံသူကိုယ်တိုင်ထုတ်ဖော်ပြောလာပြီဆိုပြီးတော့ဘောမဘက်ကတင်ထားတယ်နော်။နားထောင်ကြည့်ပါလား။အမေကဒါနဲ့တော့တော့ရှင်းလိုက်ခုလိုက်ခုလိုက်ထပ်လိုက်ဟုတ်တယ်ဘာလို့လဲဒီလိုမျိုးတက်နေကြတယ်ရှင်းနေတယ် လက်ထက်တော့ဘူးငယ်ကတည်းကစစ်သွင်းကြရတဲ့ကိစ္စတွေကိုဘာလို့အဆင်ပြေတာလဲအဲ့အဲ့ညမှာနှစ်ပိုင်းပြောချင်တယ်နော်တပိုင်းကတော့သူ့ကိုပြောချင်တယ်တပိုင်းကကိုယ့်ဘက်ချောင်းပြောချင်တယ်ကိုယ့်ဘက်ချောင်းကိုပြောလို့လည်းကျွန်တော်ကြားပြီကျွန်တော်ကဒီတော့နိုင်ရင်မှလေတစ်ဖက်ရန်သူဘက်ကဟာတွေကိုပဲစော်တယ်ကိုယ့်ဘက်ကလူတွေဘလောက်မှားနေလွတ်နေဖြစ်မှားနေတဲ့ຢာကြီးတော့မှန်တယ်လို့မပြောသေးဘူးဒါပေမဲ့သူကသူမှားတာကိုထောက်ဒီထောက်ရမယ်ဆိုတဲ့ဟာမျိုးနဲ့အဖြစ်ရန်သူဘက်ကကျွန်တော်မျက်နှာမူပြီးနေတယ်အားလုံးကြည့်ပါမလားကျွန်တော်တို့ရီရှင်လောက်လာကျွန်တော်ပဲရှိတယ်ကိုယ့်ဘက်ချမ်းလူကျွန်တော်တခုမှပြောဘူးဘာဖြစ်လို့လဲတီတူတွေပြောရင်ပြောတယ်လို့ပြောပါရဲ့ ပြောပါလို့မှားပါတိမ်မဆောင်းပါမှဖြစ်မှာစလို့ဒါဒီနေရာမှာတော့ကျွန်တော်ထည့်ပြောမယ်အခုသူပြောတယ်လို့တပ်လိုက်ဒါပထမဆုံးသူ့အရင်ပြောမယ်ကပ်လိုက်ထုတ်လိုက်လောက်လိုက်ဆိုတဲ့အမိတ်ကိုဘ ᱹ ဒူပေးတာလေဘာလဲဆိုတော့အဲ့ဒီဇကားတွေကိုမြန်မာနိုင်ငံမှာဒီ2021နောက်ပိုင်းမှာဘ ᱹ ဒူကအရင်စပြောပြီးဘ ᱹ ဒူကအရင်စလုပ်တယ်ဒီ PDF တွေကစပြောပြီးတော့စလုပ်တာလားမင်းအောင်နိုင်တို့စစ်ပွဲတွေကစပြောပြီးစလုပ်တာလားအကြောင်းရတခုကိုပြောမယ်ဆိုရင်ညက်ညက်တတ်တာပြောလေတစ်ဖက်ကမပြောနဲ့လေဟမ် မင်းအောင်နိုင်လို့စစ်ကောင်းဆောင်စစ်တပ်ဟာအာနာသိန်းကနေအဲ့ဒါလိုစကားတွေပြောတယ်အဲ့ဒါလိုအလုပ်တွေလုပ်လာတာဒီနေ့2025အထိအဲ့ဒီစကားတွေပြောပြီးအဲ့ဒီအလုပ်လုပ်တော့မင်းဟမ်အဲ့တော့ပြောရင်ပြက်ပြက်တတ်ပြောလေခင်ဗျားနေနဲ့နှစ်ဖက်ပြပြောလေနော်ဒုတိယချက်ကကိုဗစ်လူတွေကိုလည်းပြောချင်တူပြောသလိုတွင်းတစ်ထင်ရောက်တယ်ဆိုတော့ဟုတ်တယ်ဘယ်ချွတ်တယ်အဖွဲ့အစည်းတွေတူတစ်ပြက်အညာဘက်မှာတယောက်တစ်ဖက်ပြန်ထားတယ်အန်ဂျီအောက်ထပ်ဝင်မှုတိုင်းသားအီအောင်အောက်ထပ်ဝင်မှုနော်တယောက်ကို10ယောက်15ယောက်နဲ့တစ်ဖက်ဟိုဘက်ဖွဲ့နဲ့ဒီဘက်ဖွဲ့နဲ့မတည့်တဲ့တည့်ကိုပေါင်းနေမပေါင်း နော်အဲ့လိုနေတယ်တကယ်ကစစ်ကြောင်းကထိုးတဲ့ချိန်မှာရွာကိုထားပြီးထွက်ပြေးတယ်စစ်တပ်မရှိတဲ့ချိန်မှာရွာထဲကိုလာပြီးတော့တတ်ဆွဲတယ်ရွာထဲကပြည်သူတွေကကြိုးရမွေးရတယ်စစ်တပ်မရှိတဲ့ချိန်ကျရင်ထွက်ပြေးတယ်အဲ့ဒါဘာလို့လဲဟမ် PDF ဆိုရင်ပြောရစီအခြားတကယ်လှုပ်နေတဲ့အဖွဲ့တွေမှာနေတာဆိုတော့အဲ့ဒီအဖွဲ့ထဲမှာမင်းအောင်နိုင်ကဖွဲ့ပေးထားတဲ့ PDF မပေါဘူးလို့ပြောမှာခံတယ်ဟမ်အဲ့ဒါဘာလို့လဲအဲ့လိုအဖွဲ့မျိုးတွေဟာလုံးဝကိုလက်ခံတင်နေရ NDR အောက်ထပ်ဝင်ရမယ်လို့မပြောဘူး။ဒိုင်းနာအင်းအောက်ထပ်ဝင်ရမယ်လို့မပြောဘူး။ ဒါပေမဲ့မင်းတို့ locker ဖြစ်ရက်တည်မယ်ဆိုလဲတမျိုးနယ်ကို COC တခုတော့တိဆောက်ပေးလေကွာဟမ်တရားကိုဟိုလူလေးလေးငါးဆယ်ယောက်တက်ရောတစ်ခွက်ရှောက်ခွက်တယ်အဲ့ဒါဘာလို့အတော်လိုင်းမဟုတ်ဘူးအဲ့ဒါလက်ကကြိုင်တောင်းကျမ်းနဲ့အစ်စ်နဲ့ရှိတယ်အဲ့ဒါတော်လိုင်းလောက်တာမဟုတ်ဘူးကျွန်တော်ပြောချင်နေတာကြာပြီအဲ့ဒီစားလေလာပြောပေါင်းများပြီအကုန်သိတယ်နော်တနေ့အဖွဲနာမည်တွေပါတက်ပြီးစော်ပါတော့အဲ့အညာဘက်ကဖွက်တယ်ကောင်းကောင်းသိသိထားဘာဖြစ်မင်းတို့အဲ့လိုလောက်တာတကယ်တိုက်နေတဲ့အဖွဲတွေတကယ်တိုက်နေတဲ့တော်လိုင်းစိတ်နဲ့လောက်နေတဲ့သူတွေအရင်တင်တာလေမလောက်နိုင်မလောက်နိုင်ကွာ တော့အဲ့လိုလုပ်တော့ဘာဖြစ်လို့ပြည်သူတွေကတော်နိုင်ပေါ့ယုံကြည်အားကိုးမှုညော့နေလားအဲ့တော့လဝါတဲ့သူကဟိုလက်နက်ကင်တိုင်းပြည်သူဖြစ်တာမဟုတ်ဘူးလဝါတဲ့သူကအဲ့တော့ပေါ့ပန်းနေတဲ့လဝါတော့တကယ်စစည်းတဲ့ကမ်းနဲ့လုပ်နေတဲ့ပြည်သူအဖွဲ့တွေကြတော့ခရင်းကပြောသလိုညော့ရောက်ပြီးတော့ဝလုံးရှည်တဲ့တိန်ကျုံရမ်းတဲ့ကောင်နဲ့တွေ့လို့ရှိရင်အလက်ကားတက်တိုက်ခိုက်တယ်ဆိုတော့အန်ဂျီအောက်ထပ်ဝင်ရမလို့မပြောဘူးเนาะအမင်းတို့အန်ဂျီလော်ဘီတွေလာမှာပြောအန်ဂျီအောက်ထပ်ဘုံကိုရတယ်ဘုံနဲ့မင်းတို့အကြောင်းပြောကြเนาะဘာလို့ဆိုတော့တချို့တလေ ဒေတာတွေမှာလည်းတိတယ်နော်လွတ်တော့အကိုစလဲတွေကမျက်မြင်ကိုစိတ်ကြီးစောက်အောင်လိုက်အမိတ်ကြီးပေးလို့အောက်ကတကယ်တိုက်နေတဲ့တပ်မှုတွေနဲ့စောက်တကားနဲ့များတဲ့ပြဿနာအကုန်ပြီးတယ်ကျွန်တော်မပြောခဲ့ဘူးကိုယ့်ပဲချမ်းဒါပေမဲ့တနေ့တော့ကောင်းကောင်းပြောချင်တယ်ကျွန်တော်ပြီးလို့ရှိရင်တိုင်းသားအိယာကိုအောက်ထဲဝင်လေတိုင်းသားအိယာကိုအပေါ်တစ်ခုခုနဲ့ဦးအညာမဆို KIA ရဲ့ထိချုပ်မှုအောက်မှာ KIA အောက်ကပြည်ရဲ့အဲ့ဒီလည်းမဝင်ဘူး ID အောက်ထဲလည်းမဝင်ဘူးဘာလို့လဲတယောက်တစ်ဖွဲ့မဲနက်နက်ကြိုက်ပြီးတော့ စစ်တပ်ကစစ်တောင်းထိုးချိန်ကြရင်အဲလူလေးလေးကဆိုင်ရောက်တော့ထောက်ညောက်ကြောက်ထောင်းထောင်းထောင်းဟောယူတာနဲ့ပြည်သူတွေက PDS ဆိုလိုက်ဟိုအထင်ကြီးကြတာဟုတ်ဟမ် PDS ဆိုရင်လူတွေကထင်ကြီးတော့အာ PDS တော့တကယ်တကယ်စစ်တပ်စစ်တောင်းထိုးတော့ယူအိုင်းထိုင်းထွက်ပြီးရောဟိုမှာယောဝင်းပြီးချုပ်ကန်နေရောဟမ်စစ်ခွေးတွေဝင်ပြီးပရိတ်ကျင်တာခံရအောင်ယူရတာရအဲ့တော့အဲ့လိုလောက်လာတော့တကယ်တကယ်ပြည်သူတို့အသက်ပေးပြီးလုပ်နေတဲ့ PDS တွေကိုမြင်တော့အဲ့လိုခံထားတဲ့ပြည်သူက PDS နေအထင်အထင်သေးတဲ့ပုံစံဖြစ်လာအောင်ဆိုတော့ဒါတွေကလုံးဝမဖြစ်နေတဲ့ကိစ္စတွေ အဲ့ဒါလို့လုပ်နေတဲ့အဖွဲ့တွေကျွန်တော်တို့အများကြီးစိတ်ရင်းရတာရှိပါတယ်နော်ဒါတွေကိုစီချင်ပေးပါမင်းတို့ကိုပြောချင်တာကလက်နက်ကင်လို့ PDF လုံးဝတွေ့ရကောင်းဖြစ်တာမဟုတ်ဘူးနော်လက်နက်ကင်ပြီး PDF လုပ်ပြီးစစ်ခွေးနဲ့မတူတဲ့စန့်ချင်ဘက်မှာနေနိုင်မှ PDF ဖြစ်မှာလက်နက်ကင်လူဘာဝတဲ့အချိန်ကိုမကြိုက်လို့လက်တော်နိုင်ကြတာလေကိုကိုတိုင်ကလက်နက်ကင်ပြီးလူဘာဝမယ်ဆိုမှတော့ဘာလို့မို့တိုင်းပြီးအနာခံပြီးတော်နိုင်ဖို့လဲမင်းအောင်လည်းပြေးလိုက်ပါတော့စရဲရ ဟုတ်ကဲ့မလားအဲ့တော့မင်းတို့တန်ဖိုးရှိတဲ့တူရဲကောင်းနေရတင်စားတယ်လို့တကယ်တန်ဖိုးရှိတဲ့လူဖြစ်အဲ့ဒီလက်နဲ့ကင်လိုက်ပြီဆိုတဲ့ကနဲ့မရှိတဲ့ပြည်သူကိုအောက်ချုပ်ခံတော့အဲ့ဒါမှတန်ဖိုးရှိတဲ့ PDF တော်လိုင်းတမန်ဖြစ်မှာနော်ဒီလူတယောက်ကပြစ်မှုလုပ်တာပြစ်မှုလုပ်ရင်ပြစ်မှုတိုင်းဥပဒေနဲ့တွားလိုက်တယ်ပြစ်မှုဥပဒေတိုင်းမလို့ပုတ်ဝဲခံစားချက်မပါဘူးကိုကလက်နဲ့တနက်ချိန်ထားတဲ့အတွက်တနက်မရှိတဲ့ပြည်သူကိုကိုကဖနက်ကင်ပေးတဲ့ကင်ပေးရ team over နေမိုးပေးရအဲ့ဒါပါမင်းတို့တွေက9အဲ့ဒီနေပြည်မှာ9ပါ နေမြေတခုဆုံးရှုံးသွားလို့ဘာမှအကြောင်းမဟုတ်ဘူးအဲ့ဒီနေမြေကပြည်သူထောက်ခံမှုဆုံးရှုံးသွားရင်အဲ့ဒီတော်လားဘယ်တော့မှနိုင်လို့မရတော့နော်ဒါကြုံလို့ကျွန်တော်ပြောတာဘာဖြစ်လို့လဲကိုယ့်ပဲအချင်းချင်းကျွန်တော်တစ်ခါမပြောခဲ့ဘူးကက်ဆက်ပြောဒီဖိုးကြီးထိတ်တော့ပြောပြောတဲ့ဒီကိစ္စကဘာလဲမသိလေမသိလေဖြစ်လို့ရတော့တရားရယ်ဒါကစိတ်အားကြီးလို့စိတ်အားကြီးတရားစကားဘုမဲဘယ်လိုလုပ်ဘူးဘယ်လိုချုပ်ဘယ်လိုလုပ်ဘူးဘယ်လိုဆက်ဆံဒါချိုးတယ်မင်းတို့လူမဟုတ်ဘူးဆိုတဲ့စကားကိုပြောမယ်ဆိုရင်အစုလိုက်အပြုံလိုက်တက်တာတဲ့နော် အစုလိုက်ပြောတာလက်ရှိမြန်မာနိုင်ငံမှာအစုလိုက်ပြောင်းလိုက်တက်တာဘယ်သူပဲအဖွဲ့အစည်းအတက်များဆုံး PDF တွေရဲ့ဒီတိုင်းလက်တက်ကိုင်တော်လိုင်းအင်အားစုတွေစစ်တက်တယ်နော်ဘယ်ဘက်အထက်ကရည်ရွယ်ချက်ရှိရှိအစုလိုက်အပြုံလိုက်ကိုအတက်ဆုံးတယ်အဲ့ဒါလေးပဲဖြစ်အတိတရားမဲ့တဲ့လူတွေကလေစကားတခုတူဖက်ကိုဖက်လောက်ပဲယူတယ်နော်အတိတရားရှိတဲ့လူတွေကအမှားအမှန်ယူတယ်အဲ့တော့ကျွန်တော်ပြောချင်တာကဘယ်ဘက်ကိုပဲထောက်ခံထောက်ခံအတိတရားနဲ့ရှင်ပြီးထောက်ခံဖြစ်တယ် တော်လိုင်းတက်ကိုထောက်ခံလို့တော်လိုင်းသမားတွေဘာလို့လို့မှန်ပါတယ်လဲပြောစရာအကြောင်းရှိဘူးစစ်တပ်ကိုထောက်ခံလို့စစ်တပ်ကဘာလို့လို့မှန်ပါတယ်ပဲပြောစရာအကြောင်းအခုသူပြောတယ်အစွန်းနဲ့အပြုံလိုက်တက်တာအန်ဂျီကမထိုင်နိုင်မနိုင်အကောင်လုံးစစ်ရာစုမှုပြောတယ်လက်ရှိဗစီကြီးဖြစ်စီကြီးဒီနေရာမှာခလေးတွေပြည်သူတွေရှိမှန်းသိတယ်သိရတဲ့အတိုင်းဘုံကျဲချပစ်တယ်ခလေးတွေလူခလေး40ကျော်တင်ပြီးတော့အပြစ်မဲ့ပြည်သူ160ကျော်တနေရာနဲ့တနေရာနဲ့ဗစီကြီးဒီပိုင်းဖြစ်စီရခိုင်ဖြစ်စီ အဲ့ဒါလို့ဖြစ်စင်ပေါင်းလူ20အထက်အစုလိုက်ပြုံလိုက်တင်ရတဲ့စစ်ကောင်စီရဲ့တပ်ဖြတ်မှုကြောင့်တင်ရတဲ့ဖြစ်စင်ပေါင်းအလုံး20ကျော်ပြီလူ20အထက်နော်အဲ့ဒါလေအားလုံးကပြည်သူရှင်းမဲ့ပြည့်ရတဲ့နဲ့ဘုံကျဲပြီဆိုတဲ့ဒါရည်ရွယ်ချက်ရှိတော့တာလားတော်နိုင်ရင်ဒီတော်နိုင်ဖက်ချမ်းကိုကြည့်မယ်ဒလန်ဆိုပြီးကွာတတ်တယ်ခံကုန်တက်မှ2ရောက်3ရောက်ကျွန်တော်တက်တာအပေးရပြောတာမဟုတ်တော့နှစ်ခုကိုနှိုင်းရှင်ပြတယ်နော်မတော်လို့မှားတတ်တယ်တရပြမှုကျူးလွန်တဲ့သူသူ ဒါဟာတလန်ပေါင်းမတိလို့တမင်တက်တဲ့ရွေချက်ရှိရှိတက်မိတာလားမှားပြီးတက်မိတာလားအဲ့တော့ပြစ်မှုတစ်ခုကိုကျူးလွန်လာခြင်းတူတော့ရွေချက်ရှိရှိလောက်တာနဲ့ရွေချက်မရှိပဲလောက်လာအများကြီးပေါ့ဇော်ဘဲလုံးမှာပြောတယ်အချမ်းဘက်ဓမ္မတွေနဲ့အတူရှင်တဲ့နေထိုင်ရင်တဲ့အချမ်းဘက်ဓမ္မတွေကိုတုတ်တယ်လို့တုတ်တယ်ရှင်းလေးရမယ်ခက်တာရွေချက်ရှိတက်တာမလားအဲ့တော့ ပြောမယ်ဆိုရင်တစ်ဖက်ပြန်ပြောလေဟမ်ခင်ဗျားအနေနဲ့ပြောမယ်ဆိုတစ်ဖက်ပြန်ပြောမင်းကမင်းတို့ကလူမဟုတ်ဘူးဆိုရင်တော်လိုင်းအင်အားမှစုမှလုံနေတဲ့တူတွေကိုအလုံးဝလုံးချင်းနဲ့မင်းတို့ကလူမဟုတ်ဘူးလို့ပြောပြီးဆိုတဲ့ခင်ဗျားရဲ့စောက်အောင်တော့စောက်ရည်ချင်းကဘာဆိုတာကိုကြည်လာတည်တယ်နော်တလောက်အစုလိုက်ပြုံလိုက်တက်နေတဲ့စစ်တပ်ကိုကြတော့တခေါမပြောမနဲ့ဒီတော်လိုင်းဘက်ကအချမ်းကိုလာပြီးတော့ຢာလူမရလက်ကမရအခုရေးဆိုတာဘာမှမရနော်ကိုကျိုးရှာနေတဲ့အဖော်လက်ရှိရှိမယ်အများစုကိုကြည့်ရမယ်ဒီစကားတခေါမပြောလို့မဆို ဟမ်မင်းတို့ PDF တွေတို့ဘာပြောလို့မရဘူးဘယ်နဲ့က PDF ဘယ် PDF ကဘယ်လိုလုပ်လဲအဲ့လိုပြောရတယ်အဲ့တော့အခုလိုမျိုးမနှုတ်ရှင်နဲ့တိတ်ပြောမှဆိုရင်စစ်တပ်ကိုပြင်ပြောလေနှစ်ဖက်လုံးမျက်မျက်တတ်တပြောလေဟမ်ဒီတစ်ဖက်ကလာပြောပြီဆိုရင်ခင်ဗျားဘယ်ကိုရည်ရွယ်လဲဆိုတာလူမှန်ကုန်တိတယ်ဒီတော့ကြောင်ကြီးစပြောတော့ဒါကဖြစ်ချက်ပါအဲ့ဒီနန်းစီမယ်လေးကိုအရင်ကပဲဆိုပြီးတော့အရင်ကတော့ဦးလေးထောက်ခဲ့တယ်ဒီဘက်ကတော့ကြီးတောင်းတာတောင်းရအဲ့ဒီခုနေရတယ် နန်စီရီယန်နဲ့အရေးယူဖို့ထောက်ခဲ့တာမှန်တယ်။နန်စီရီယန်မှန်တယ်ပေတံကြခံနေလို့ထောက်ခဲ့တာလားဘယ်လိုပုံစံမျိုးနဲ့အရေးယူမှာလဲ။နော်အဲ့နောက်ဆက်သွားရှိသေးတယ်ခင်ဗျာနန်စီရီယန်အရေးယူမဲ့ဥပဒေထောက်ခဲ့တဲ့လူတွေတောင်းဝင်ခံရမယ်ဆိုရင်โอเคကောင်းပြီ။ရက်ွက်ထဲမှာနန်စီရီယန်တယောက်ရှိတယ်။ဒီနေ့ထိစစ်ကောင်စီရှိမှလှုပ်ဆင်းနေတယ်။အဲ့ဒီရက်ွက်ထဲမှာပဲသားသမီးတွေ PDF ဖြစ်နေတဲ့ပြည်သားစု၄၅စုရှိတယ်။ အဲ့ဒီမိသားစုကိုစစ်တပ်သွားဖော်လာပြီးတော့အဲ့ရွာလည်းကဘသူကတော့သူသားက PDF ထဲမှာဘသူထေကတော့ဘယ်အဖွဲ့ကိုထောက်ဖို့လုပ်နေလဲရွာထိတ်ဆုံးကဘသူအိမ်ကတော့ PDF အိမ်မှာအဲ့နန်းစီတန်ကစရင်းနေပေးပြီစစ်တပ်ကရွာထဲဝင်လာပြီအဲ့ဒီအိမ်မှာရှိတဲ့ပြိမာတွေကိုဖမ်းပြီးတော့လယ်ကြီးတက်ပြီအယုံပြီးချုပ်ပြီအဲ့ဒီနန်းစီတန်ကလောက်တဲ့ကိစ္စကိုခင်ဗျားတောင်းခံလားဆိုအဲ့ဒါလို့လုံလာတဲ့နန်းစီတန်ကိုဦးထုတ်ပြတ်အရေးယူမထုတ်ပြတ်တဲ့ဥပဒေလေးတွေ့တဲ့နန်းစီတန်ရဲ့အပေါ်လုံးလိုက်လုံမယ်ဆိုရင်စစ်သားများတွေကပုံသေးပြီ ရှင်းလားအဲ့တော့နန်းစီညာနေအရင်ယူမဲ့ဥပဒေဆိုတာတွဲတဲ့နန်းစီညာကိုစောက်တက်ဖို့ပြောတာမဟုတ်ဘူးအခုလိုမျိုးပြည်သူကိုဒုက္ခရောက်အောင်လုပ်တဲ့နန်းစီညာတွေကိုဥပဒေဘောင်တဲ့ကအရင်ယူလို့ရအောင်တတ်မှတ်တဲ့ဥပဒေထုတ်ပြန်တာလေခင်ဗျားတလားတော့နားမလဲဘူးလားဟမ်နားမလဲလို့ပြောတာလားနားလဲတာနဲ့ပြည်သူကိုတပိတက်တက်ဝေဝါအောင်ကြီးထက်တာအဲ့လိုလုပ်ရပြမလုပ်နဲ့အဲ့အောက်တန်းစားလို့ခေါ်တယ်နားလဲအဲ့ဒီကတည်းကတိတ်ဆိတ်မှပြီးပါလေအဲ့ဒီကတော့ဘယ်လိုလုပ်ရလဲတော်တော်ကြီး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  ဘေးအတွက်စိုးကျိုးဆိုတာလေလက်နဲ့ကင်ပြီးတော့တော်လန်ရေးလောက်ပြီဆိုတဲ့ကအဲ့ဒီတိုင်းကြီးမှာဘေးအတွက်စိုးကျိုးဖြစ်ပေါ်ပါလေအနေနဲ့အများပဲနောက်ဆုံးအခက်မတင်ဘိုင်းတော့ပျက်စီးတော့နိုင်တဲ့အထိဝေးသက်စိုးကျိုးကကြီးမားတယ်ဒါကြောင့်မလို့ဒေါ်အောင်ဆန်းစုကြည်ဟာအမျိုးသားရင်ချားစီရေးဆိုပြီးတော့အဲ့ဒီစစ်တပ်ကိုဖိဖိရွေးကောက်ပွဲထောက်ခံသည့်ကရင်လက်နက်ကင်၃ဖွဲ့တွေ့ဆုံစစ်ကော်မရှင်၏ရွေးကောက်ပွဲကိုထောက်ခံသောကရင်လက်နက်ကင်အဖွဲ့များဖြစ်သည့်ကရင်နယ်ခြားစောင့်တပ BGF ဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKBA နှင့်ကရင်ငင်းကြဲရေးကောင်စီမှခေါင်းဆောင်များယနေ့နနက်ကအမှတ်နှစ်စစ်ဒေသဌာနချုပ်ရှိသည့်တက္ကတိစံပြကြေးရွာတွင်အစည်းအဝေးပြုလုပ်ကြောင်းဒေသတွင်းအခြေစိုက်ကရင်အမျိုးသားမီဒီယာကဖော်ပြသည် ်ထိုအစည်းအဝေးနှင့်ပတ်သက်၍အမတ်နှင့်စစ်တေတာမူဘုံမှုကျုပ်စောတင်ဝင်းကဒီနေ့အစည်းအဝေးကတော့ငင်းချမ်းရေးအတွက်နဲ့နေမြေအေးချမ်းတာယာရေးအတွက်ဖြစ်တယ်ဟုကရင်အမျိုးသားမီဒီယာကိုဖြေကြားခဲ့ပြီးတက်တန်းရင်တော်လန်ရေးအဖွဲ့ကြီးဖြစ်သည့်ကရင်အမျိုးသားစီယုံ KNU ကစစ်အာဏာရှင်ကျင်းပမည့်ရွေးကောက်ပွဲမဖြစ်မြောက်စေရန်ကရင်တမျိုးသားလုံး၏အမျိုးသားရေးတာဝန်အဖြစ်မှတ်ယူကြရန်တိုက်တွန်းပြောဆိုထားတော်လဲ အထက်ပါကြံကရင်လက်နက်ကင်၃ဖွဲ့ကမူရွေးကောက်ပွဲကိုအတက်နိုင်ဆုံးဝိုင်းဝန်းကူညီမည်ဟုပြောဆိုထုတ်ပြန်ထားသည်။ဒီတောင်ခဲ့တဲ့တပ်တော်ကျမနဲ့မောင်နှမပါဆိုပြီးပြောတဲ့အချိန်ဝိုင်းဆဲခဲ့တဲ့နေရာမှာခမရတော်ပါကြီးပါအောင်မယ်။အဲ့ဒီအမေကိုအလကားပြောလာမဟုတ်ဘူး။အဲ့လိုခမရပြောတဲ့ဘေးဆိုးကျိုးတွေဖြစ်လာမှာဆိုလို့တွေ့ဆုံဆွေးနွေးအပြေရှာရေးဆိုတဲ့နော်မူကိုကင်ဆွဲခဲ့တာ။လူအစဲနဲ့ထိပြီးကင်ဆွဲခဲ့တာ။ဒါပေမဲ့ခမရတို့ပိုးွယ်တဲ့အဲ့ဒီရှစ်ခွေးကောင်းလူစကားများပြောင်းခဲ့ဘူးလေ။ဟမ်လက်သုံးချောင်းထောင်ဆန္ဒပြတာမယူဘူးနဲ့။လက်နက်ကင်ပြီးတော့ ဆန်တော့ကြတာကမှယူတယ်လေအဲ့တော့တိုင်းပြည်ကဒီအချိန်တည်းကြီးဖြစ်လာတာလေအဲ့ဒါစန့်ချင်တဲ့သူတွေအပြစ်လားစန့်ချင်အောင်လုပ်တဲ့ကောင်တွေအပြစ်လားစကားကိုရှင်းရှင်းလင်းလင်းပြောခင်ဗျားအတက်ကကြီးနေပြီဟုတ်တယ်ချင်းရမှာဖြစ်ပါလားဒါဆိုမျိုးဖြစ်ပြီလားဒါကတူတူပြန်နေပြီနော်ချင်းရလို့လာခဲ့တယ်ရှာလို့မရချက်ဘူးအဲ့ဒါကတော့တောင်းတာမရှိအဲ့ဒါကတော့ NGO တကယ်တကယ်ကြားဟိုဟိုခါနေခါနေဆရာကြီးဒေါက်တာဇော်ဝင်စိုးတို့အိမ်တန်ကျော်စင်တို့အပါဝင်စီရီယံလောက်ဖို့လှုပ်ဆော်ခဲ့တာအချိန်ဟာ လက်ရှိတနိုင်ငံလုံးလမ်းမထက်မှာလူပြစ်နေတဲ့အချိန်တော့ဟုတ်ပါလေနော်အဲ့ဒီအချိန်ကိုပြန်ရောက်ပြီးစဉ်းစားကြည့်လိုက်ပါမြင်အောင်ကြည့်လိုက်ပါမြို့မပြောနဲ့ပေါ်ရရဲ့လမ်းတော်ကလမ်းမထက်မှာလူပြစ်အောင်ဖွင့်ပြီးတော့စန့်ကျင်းနေတယ်အဲ့ဒီအချိန်မှာအဲ့ဒီလူအုပ်ကြီးကဘာမဆိုလုပ်ဖို့အစင်နဲ့ဖြစ်နေတယ်အဲ့ဒီအချိန်မှာမိတို့တွေအိမ်ထဲကိုပြန်ဝင်ပါလို့ခင်ဗျားပြောလို့ရတရားမင်းစင်းပြောတော့မရဒီလူတွေကဘာလုပ်ကုန်လဲစန့်ကျင်ဖို့ဖွက်လာကြတယ်အဲ့တော့အဲ့လိုစန့်ကျင်ဖို့ဒီလမ်းထဲမှာအငြိမ်းချမ်းဆုံးဒီလမ်းပါလေစီရီယံမရှိဘူး စီရီယံကနောက်ထပ်ငြိမ်းချမ်းဆုံးစက်ဖြစ်ပြီးမရှိသေးလေဘာမှမရှိဘူးဟုတ်တယ်နော်အဲ့တော့အဲ့ဒီအချိန်မှာစီရီယံလောက်ဖို့မပြောဘဲနဲ့ခင်ဗျားစီရီယံလောက်လို့အပြစ်ပြောစီရီယံလောက်ခိုင်းလို့အပြစ်ပြောမယ်ဆိုရင်အဲ့ဒီအချိန်မှာအဲ့ဒီလူတွေဟာစီရီယံလောက်ကြလို့မစီယုံပဲနဲ့ဓာတ်ယူပြီးခုတ်အဲ့ဟဲ့တနေ့ယူပြီးပြစ်ကြလေတတ်ကြဖြတ်ကြလေလို့ပြောရမှာဟဲ့အဲ့ကျိမယုံကြည်နဲ့ရဲစခန်းတစ်ခုတော့ဝင်စီးကြတာယူဆရာလောက်ကအနှက်တွေရလာကြည့်အကုန်ပြစ်မှာအကုန်ပြစ်တတ်မှာဟဲ့အဲ့တော့အဲ့ဒီလိုအချိန်မှာ အရင်ကျန်းဆုံးနီးလန်းနဲ့စန့်ကျင်ဖို့အကြံပေးတာလေမှားလားလားသူကတို့တတ်မှတ်ထားတဲ့ယာဂိုင်တို့ပြစ်ပြီးအောင်ကျုံစိတ်များတဲ့လူတွေရှိတဲ့အတွက်တတ်မှတ်ထားတဲ့စီဒီယန်ယာတို့မပြစ်ပြီးလို့စီဒီယန်အောင်မြင်အောင်ဘယ်သူကတောင်းယူပေးရမှာလဲယူတယ်တော့အဲ့စကားကိုပြောတာလားဟမ်အဲ့တော့ပြောကြဆိုရင်ဆရာကြီးဒေါက်တာဇော်ဝေဆိုဆိုတာပါရကူပေါ်သိသိမဟုတ်ဘူးသူတို့ပညာအရေးချင်းမျိုးဘယ်တိုင်းပြီးကိုထောက်ဝါထောက်ဝါစိန်နဲ့အဲဝခန်းထဲမှာလေငွေကိုတီးအောင်ချလို့ရတယ်မင်းတို့လို့စောက် စပိမဟုတ်ဒီလားမင်းတို့လမ်းပြတရောင်းစားမဟုတ်အဲ့တော့ဒေါက်တာဆော်ဝေဆိုးနဲ့အခုတော်လိုင်းမှာပါမိတဲ့အတွက်တူးမှာဘလောက်ထိနိုင်တင်တာလဲကြည့်လေဟမ်ရိုးရိုးဆရာဝေမဟုတ်ရိုးရိုးပါလာကူတော့မဟုတ်ဘာမောက်ခတ်ချုပ်အဲ့တော့ပြန်နိုင်ရှင်ကြီးကိုကလမ်းပြတဲ့တရောင်းစားဖြစ်နေလို့ကိုတရောင်းစားအတိုင်းဝိုင်းနဲ့နိုင်ရှင်ပြီးတော့အဲ့ဒီလူကိုတွားပြီးတော့မဆုံးဖြတ်နိုင်လေသူ့ရဲ့အတိုင်းဝိုင်းဘယ်လိုဟာလဲကြည့်လေအဲ့တော့စီဒီအန်လို့ပြောခဲ့တဲ့လူကြီးမှားလားမှားတယ်ဆိုရင်အဲ့ဒီချိန်မှာဘာပြောရမလဲပြန်ပြောပြ တော့စီရီယံလောက်တော့ဆက်ပြပြောနေတဲ့လူတွေအဲ့တိုင်းမေးကြည့်ဟောဘုရားကလာလို့တော့ကျွန်တော်အဲ့တော့ဟိုးရှင်းလို့ရင်ဘာကျလာလို့ဆိုတဲ့လောက်ရအောင်လို့တို့ကိုပြလိုက်စီစီရီယံလို့ဟိုးတွေ့ရပြီဘုရားစံပြီးဟောမယ်ဘာတောင်းလို့လဲအဲ့ဘုရားချစ်တဲ့လူအတိုင်းမျိုးလို့ကဲဒီတော့ဆိုလို့စောစောရတယ်အခုတော့တောင်းရှိတယ်တော့အေးရှင်းမပြောဘူးပါဘီလေဒါတော့လူအုပ်ကြီးကတွေးစားနေတဲ့အချိန်မှာဟေးမလို့မလို့ငြင်းငြင်းလေး တို့ဒီအချမ်းမဖက်ပဲအာနာပီဆန်လို့ရတယ်နော်အာနာပီအချမ်းမဖက်ကြနဲ့အာနာပီဆန်လို့ရတယ်စီရီယံတော့ကြနော်စီရီယံအားလုံးလောက်ကြရင်ဒီမေအောင်လိုက်ရန်ရကလက်ပတ်လို့မရဘူးအဲ့ဒီချိန်ကျရင်အားလုံးရုပ်ပတ်တဲ့ရုံထွက်ကြသူပြောတာပါလားအဲ့ဒါစီရီယံမအောင်မြင်လာပဲဒေါ်လာဆုံးလုံးဆက်အမခံဘူးလားယူနေလို့လားမင်းအဲ့စကားပြောတာဟမ်ခင်ဗျအောင်းတော့မရှိတာအဲ့တော့ဒါကဆိုဝေဆိုစီရီယံလည်းမပြောခဲ့ပဲနဲ့ဖွဲ့တဲ့ရုံဒါတစ်ချောင်းယူလာခဲ့ပေါက်ဘူးတက်လိုက်ယူလာခဲ့တွေ့တဲ့လူခောက်တာကွာဟမ်စစ်တပ်ခောက်တာလူတို့တပ်ပြစ်အိမ်ကြီးရှုံးပြစ်အဲ့လိုပြောခဲ့ရမှလားစစ်ဒေါက်တာဆိုဝေဆိုက ဟုတ်လားစီဒီယံမလို့ခိုင်းမဲ့အဲ့လိုပြောခဲ့ရမှာဟမ်ဟိုအဲ့ဒီစကားကိုခဏခဏပြောနေကြားနေကျွန်တော်စဉ်းစားနေဒီလူတွေကအုံတော့မရှိတာလားအတိတ်ပဲရှိတဲ့စကားလည်းပြောနေဗျာဖြစ်ခဲ့တဲ့အနေထားကိုလည်းခင်ဗျားတို့လည်းမျက်စိရှိမှလေတမိုင်းမဟုတ်ဘူးလေလူအောင်ကြီးကအကုန်လုံးပြစ်နေတယ်လေဟမ်ဟိုမှာနေပေါ်မှာဘလို့လုပ်ရတဲ့ချီအကုန်လုံးကားတွေမီးရှို့ဆိုင်ကယ်တွေမီးရှို့လွတ်တော်ဆောက်မီးရှို့တမန်အိမ်မီးရှို့ညမာဒီမှာဆန်တပ်ပြတာဘေးကိုင်းရဆိုင်ကဆိုင်တော့ဖြစ်စည်းတော့တာရှိလားခင်ဗျားတို့ကစကားပြောတာစောက်တိမ်ပြဖြစ်တဲ့စကားတွေဒါပြောတတ်ကြမယ်နော် တော့ရဘူးလို့ပြောနေတယ်။စီမံနေပြတ်လို့ရပါအဲ့ဒါလည်းတော့ခိုးတာကျွန်တော်ဒီကလေးကသူ့ကိုပြောင်းပါလေစုံတန်းပါဒီဒီအဲ့ဒီစကလုံးနေနော်အဲ့ဒါလူရုပ်မာတွေကောင်းကောင်းတုံးတဲ့စကလုံးနောက်ကြောဓာထိုးမဲ့ကောင်းတွေတုံးတဲ့စကလုံးမတိပြည်သူဘက်ကနားတယ်လို့ပါလို့ဟမ်ဘယ်တော့ CDM ဘယ်နှယောက်ရှိတယ်ခင်ဗျတိလား CDM အရတဲ့ရံပုံတွေဘယ်လောက်လဲနော်ပြန်ချပေးလိုက်တာဘယ်လောက်လဲဝေမန်တော့မဆိုအဲ့ဒါကြီးလိမ့်တာလေ CDM အတွက်နော် ပြန်ချပန်းနေရတဲ့ရံပုံဝေကဒေါ်လာ1ဘီလီယံရှိတယ်။ဒါပေမဲ့ CDN နဲ့ပြန်သုံးလိုက်တာဒေါ်လာ3တိုင်းတော့မရှိဘူး။ကျန်တဲ့ငွေပဲရောက်သွားတယ်။အဲ့ဒါလိုမျိုးပေးရဥပမာဥပမာပြောတာနော်။အဲ့ဒါလိုမျိုးဒေတာအချက်လက်တိတိကျကျပြောရစီရင်ဘာလို့ပြန်ဆိုရတဲ့ငွေဘယ်လောက်ရလဲပြန်ချတာဘယ်လောက်ချလဲထက်ပြောဦးလေဟမ်ဟိုတကယ်လို့စံတာလဲပါလေတော့အဲ့ဒီလိုမျိုးမျိုးစိုးရတာဒီလိုမျိုးကတော့ကြည့်ရတယ်ကြည့်ရတယ်ဒီလိုမျိုးတက်ဆက်ပြီးတော့လည်းလက်နေတယ်ဒီလိုမျိုးကတော့အတိုင်းကြီးကဘုံချပြလာပြီဘယ်လောက်စားလို့ဒီလိုပဲခစားမှမစင်ပဲလေ ပြည်သူလူထုတက်ဆင်ပေးတဲ့လက်နက်နဲ့ပြည်သူလူထုကပူကြရဆိုရင် PDF တွေတနိုင်ငံလုံးမှာရှိတဲ့ PDF တွေပူကြတာဟမ်ပူကြတာဒါမှမဟုတ်ဘယ်တိုင်းဘယ်ခရိုင်ဘယ်မြို့နယ်မှာရှိတဲ့ PDF အဖွဲ့ဘယ်အဖွဲ့လဲပြောပြီးအဲ့လိုတိတိကျကျနော်အဲ့အဖွဲ့ကဘယ်သူတွေကိုဘယ်လိုလုပ်တယ်အဲ့လိုတိတိကျကျပြောလို့မှအဲ့ဒီအဖွဲ့ကအရေးယူမှုမရှိစက်ပြောလေခင်ဗျားပြောတဲ့စကားဟမ်ဖာမကြနဲ့ခင်ဗျားအသက်ကြီးပြီနော်ကျွန်တော်ပြောပြမယ် တော်လန်ရင်းမှာလေကျွန်တော်ဒါအခုဒီဗီဒီယိုမှာကြည့်နေတဲ့တော်လန်ပြည်သူပါလို့ရှိရင်ကျွန်တော်တခါတည်းပြောချင်ပါတယ်ဒီလိုအကောင်ပြောတယ်ကိုဘယ်တော့မှပြောပါစေဆိုပြီးခွင့်မလုပ်ပါနဲ့အဲ့ဒီလိုစကားမျိုးကိုကျွန်တော်ကိုယ်တိုင်လှုပ်လာတယ်ကျွန်တော်ကိုရိုက်တက်လိုက်တခါတည်းပြောလိုက်လူပြောလို့မရဘူးဒီတဲ့ကိုစီတော်လန်ရင်းဖက်မှာဟာတက်တက်တက်လှုပ်နေပြီမယ်နောက်နေ့ပုံကိုရခံစားတဲ့တခုရှိလို့တော်လကောင်နေရမရလို့တော်လကောင်ဟမ်မြန်မာပြည်သားတွေနေရသားလို့ထင်တာဟမ်နေရမရလို့တော်ကောင်စောက်ချင်းဖောက်လာရင်ကိုစီကိုလည်းမထားနဲ့ရှင်းတယ်နော်ပြည်သူဘက်ကလည်းလို့ဘာလို့လို့နဲ့ တော်လန်ပြည်သူကိုဝေဝါအောင်လုပ်တာဒီတော်လန်ရင်းမှာကျွန်တော်၃ဖွဲ့ရှိတယ်တစ်ဖွဲ့ကကိုယ့်ဘက်တော်လန်ပြည်သူအဲ့ဒီကြတော့ဘဒူပဲစီလုံးစီလုံးဘဒူပဲတည်မှားတဲ့တဲ့ဒီလူတွေကတန်တိုင်းနဲ့ခိုင်းပါတယ်စိတ်ဓာတ်တွေခိုင်းပါတယ်ဘဒူမှထုံဆောင်လို့မရဘူးဒုတိယတစ်ဖွဲ့ကြတော့ဟိုဘက်လိုလိုဒီဘက်လိုလိုရောင်တောင်ကအဲ့ဒီရောင်တောင်ကအင်အားများတယ်တတိယတစ်ဖွဲ့ကတော့ရန်သူဘက်ကယက်တည်တယ်ဘောမဘွဲဒီအဖွဲ့ကတော့နဲတယ်ဒီလိုလူမျိုးတွေဒီအဲ့ဒီအလဲအဖွဲ့တွေကိုကောင်းကောင်းတိမ့်တွင်းသွားမဲ့အဖွဲ့ဟုတ်လို့ဟုတ်လို့ဟမ် ဲ့ဒါဖြစ်လို့ဒီလိုမျိုးစကားမျိုးတွေလောက်လာမယ်ဆိုရင်တကြားမင်းစင်းပြီးပြောတော့လက်မခံကြနဲ့ပြန်စွန်ပေးပါဒါကျွန်တော်စကားကုန်ပြောတာပေါက်ကိုမုံတရားပြောတာမဟုတ်ဘူးဒီဖိုးကြီးကျွန်တော်တိလည်းမသိဘူးဘာတူလည်းမသိဘူးနော်တော်နေရင်တစ်ခုပေါ်ကမျက်နှာမူပြီးပြောတာဒါကျွန်တော်စကားပေါ်ကျွန်တော်တောင်းပန်ယူနိုင်တယ်နော်ဒီလိုဆက်နေကြတယ်ဒီကောင်ကဘယ်စားကိအကြောင်းတရားမရှိနေတယ်တော့ဘယ်နဲ့စရညာဒီကမှာကိတ္တနေတဲ့ပုစာကိနပတ်တယ်အဲ့ဒီလိုတောင်းလို့ကျွန်တော်ဒါလို့နော်အတက်ပြတယ် ူ့ကိုတိကျလာတာမတည်ဘူးเนาะတိလို့ရှိရင်လည်းကျွန်တော်ပြောတူအဲ့ဒါလိုဝေဖန်မှုမျိုးအဲ့ဒါလိုမျိုးဝေဖန်မှုမျိုးတွေစစ်တပ်ဘက်ကိုလောက်လာရင်လောက်ခဲ့ပြင်းပေါ့เนาะကျွန်တော်တိတယ်လို့ခါလောက်ခဲ့ဘူးလားဒါပေမဲ့အခုပြောရတာတော့လုံးဝလက်ခံပေးမရဘူး PDF တွေကောင်းပါတယ်ကျွန်တော်ပြောလာမဟုတ်ဘူးမှားတဲ့အဖွဲ့ရှင်ရှိမယ်ကျွန်တော်ရှင်းမှာပြောခဲ့တယ်တယ်ရွာတစ်ခွက်ဖွဲ့ပြီးတော့လူဆယ်ယောက်နဲ့တနက်ကံပြီးတောင်းရတဲ့ကောင်လည်းရှိတယ်။ PDF အမိခံပြီးတော့ကျွန်တော်ပြောတာကကလုံးရှင်တိုင်ရန်လို့မပြဘူး။တကယ်ဘဝပေးအတက်ပေးပြီးစွန့်လို့တင်တာခံနေတဲ့ရဲဘော်တွေရှိမှကျွန်တော်တို့တွေရက်တီးရမယ်။လာမပြောနဲ့ ပြောချင်မင်းတို့တိတိကျကျပြောဘယ်လူလဲဘယ်အဖွဲ့စည်းလဲဟမ်ကိုယ့်အိမ်မှာဘာမှအလုပ်မလုပ်ဘဲနဲ့ရေပေါ်စီနေပြီးတော့တော်တဲ့တောင်နဲ့အနှက်ပြက်ခံပြီးတော့တော့ကြည်စံမရှိလက်နဲ့မပြည့်စုံဘွားနဲ့မိုးတဲ့လေထဲမှာဒီစစ်ကွေးတွေကိုအန်တုတိုက်နေတဲ့အများကြီးရှိတယ်အဲ့တော့ PDF PDF ဆိုပြီးအကောင့်တိုက်တော့မပြောနဲ့လက်ခံပြီးတော့မရဘူးเนาะအဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်ဒီတော်နိုင်ရင်းမှာလိုအပ်တာပြီးငွေနဲ့ငွေရှာမဲ့လူပြီးလို့ရှိရင် ဒီလိုမျိုးတစ်ဖက်ကရန်သူရဲ့စိုက်ဝါးတွေအချိန်နဲ့တည်းနည်းထားအမုန်းခံပြောမဲ့လူတွေအများကြီးလိုအပ်ပါတယ်။ဒါကြောင့်မလို့အမှန်တရားတွေအမုန်းခံပေးကြပါကျွန်တော်တို့တိုင်းပြည်ဟာနောက်တခါရှင်းတန်ခွင့်ရမှာမဟုတ်ဘူးနော်။ဒီတကားဟာနောက်ဆုံးအဆုံးဖြတ်ပဲ။ရှုံးရင်ဘဝတွေလဲရမှာ။နိုင်ရင်တိုင်းပြည်ကောင်းစားမယ်။အဲ့ဒီအတွက်အမုန်းခံတဲ့နေရာနဲ့ထွက်အမုန်းခံပေးကြပါလို့တိုက်တွန်းပါတယ်။